အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာလူတွေပြက်ကွက်လေးရှိတဲ့ဂတိငါးမျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဘဝမှာလူတိုင်းနှိပါဂတိတစုံတရာပေးပူးကြပြီးအချို့ကကောင်းစွာဆက်သွားကြတော့လဲအချို့ကတော့မဖြည့်ဆည်းနိုင်ပဲဖြစ်သွားလေးရှိကြပါတယ်ဂတိဖြစ်သွားခြင်းဟာယုံကြည်မှုကိုပျက်စီးစေတယ်လို့ဆက်ဆံရေးတွေကိုလည်းအားနည်းစေပါတယ်အောက်မှာတော့လူတွေမကြာခဏဖြစ်သွားတတ်တဲ့ဂတိငါးမျိုးကိုရှင်းပြပေးပါမယ်နံပါတ်1မိမိကိုယ်ကိုပေးထားတဲ့ဂတိ ဘဝမှာလူအများစုက ကိုကိုကိုတစ်ကြိမ်တစ်ခါတော့ဂရီတွေပေးတတ်ကြပါတယ်။ဥပမာအလေးကျင့်ဆိုးတွေကိုဖျက်ဖို့အချိန်မမတ်အိပ်ဖို့စာကြိုးစားဖို့အလုပ်ကိုထက်တန်စွာလုပ်ဖို့စသဖြင့်ဂရီတွေပေးကြပါတယ်။ဒါပေမဲ့မကြာခဏဆင်ဆက်မပြတ်ထပ်မံချိုးဖောက်သွားလေးရှိပါတယ်။ကိုကိုကိုပေးထားတဲ့ဂရီကိုမထိန်နိုင်ရင်စွမ်းဆောင်ရည်ကျဆင်းတယ်လို့ကိုကိုကိုယုံကြည်မှုပါနဲ့တော့တတ်ပါတယ်။နံပါတ်1ချစ်သူစီပေးတဲ့ဂရီချစ်သူတွေကြားမှာ အမြဲမင်းနဲ့အတူရှိမယ်ဘယ်တော့မှထားမသွားဘူးစသဖြင့်ဂတိတွေကိုပေးကြလေးရှိပါတယ်စာပို့တဲ့အချိန်မှလည်းအသေးတန်တဲ့ကထွက်လာတဲ့စကားတွေဖြစ်ပေမဲ့အချိန်ကြာလာတာနဲ့အမျှခန်းစားချက်ပြောင်းသွားမလားအခက်ခဲကြုံပြီးဆက်မချစ်နိုင်တော့ပဲဂတိဖြတ်သွားမလားဆိုတာကြိုးမသိနိုင်ပါဘူးဒီဂတိတွေဖြတ်သွားတဲ့အခါချစ်သူနှစ်ဦးကြားမှာယုံကြည်မှုတွေကိုအဆုံးတတ်သွားစေပါတယ်နံပါတ်3မိသားစုစီပေးတဲ့ဂတိ ဘဝမှာမိသားစုအတွက်တာဝန်ယူဖို့ညီရင်းညီမတွေကိုဂရုစိုက်ပေးဖို့မိဘကိုပြည့်ပြည့်စုံစုံထားမယ်လို့ကတိတွေပေးပို့ကြပါတယ်တကယ်ဘဝလက်တွေ့မှာအလုတ်အစင်မပြေမှုငွေကြေးအခက်ခဲစိတ်မတည်ငြိမ်မှုစတဲ့အကြောင်းကြောင့်မိသားစုကိုပေးထားတဲ့ကတိကိုလည်းမအောင်မြင်နိုင်ပဲချိုးဖောက်သွားတတ်ကြပါတယ်အဲ့ဒါကြောင့်မိသားစုယုံကြည်မှုတွေလည်းနှဲသွားတတ်ပါတယ်နံပါတ်၄မိတ်ဆွေများစီပေးတဲ့ကတိမိတ်ဆွေတယောက်အတွက်မင်းလိုအပ်တဲ့အခါ ကူညီပေးမယ်ငွေရေးကြေးပဲဖြစ်ဖြစ်လောက်အားပဲဖြစ်ဖြစ်စတဲ့ကတိတွေကိုပေးကြပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာကတိကိုမဖြည့်ဆည်းနိုင်တော့တဲ့အခါမှာမိတ်ဆွေတွေရဲ့ယုံကြည်မှုတွေကိုချိုးဖောက်ပြီးအခက်အခဲတွေကိုဖြစ်ပေါ်စေပါတယ်နံပါတ်5အလုတ်သက်ဆိုင်ရာကတိအလုတ်တွင်မိမိတာဝန်ကိုစွမ်းဆောင်နိုင်မယ်အချိန်မီအပြီးတက်ပေးမယ်စီးမြင်ထိမ့်သိမ့်မယ်စတဲ့ကတိတွေကိုပေးရလိမ့်ရှိပါတယ်ဒါပေမဲ့အချို့လူတွေဟာ အလွဲအချို့ကြောင့်သူမဟုတ်အာယုံဆိုင်မှုနဲ့လို့ဂရိကိုမဖြစ်စည်းနိုင်ပဲဖြစ်သွားကြပါတယ်။ဒီလိုအခြေအနေကလုတ်ဖော်ကင်ဖက်တွေရဲ့ယုံကြည်မှုကိုယောနှဲစေတယ်လို့အလုတ်အစင်မြင့်မှုအခွင့်အလမ်းတွေကိုလည်းတားဆီးသွားတတ်ပါတယ်။ဘဝမှာဂရိဖြစ်သွားခြင်းဟာလူမှန်သမျှကြုံရနိုင်သည့်အရာဖြစ်ပေမဲ့အမြဲတမ်းမလုတ်တဲ့နဲ့အကျင့်လည်းဖြစ်ပါတယ်။ကိုယ်စကားကိုတန်ဖိုးထားတယ်လို့ဂရိပေးမဲ့အခါလဲအခြေခံကိုစဉ်းစားပြီးတကယ်အချိန်တကယ်အရေးချင်းနဲ့ဖြစ်စည်းနိုင်မဲ့ဂရိကိုပေးတင်ပါတယ်။ ဲ့လိုမှသာလျှင်ဘဝမှာယုံကြည်မှုတည်ဆောက်နိုင်မဲ့အပြင်လူတွေကြားမှာဂရုတည်တဲ့သူအဖြစ်လဲအတိမတ်ပြုခံရနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။